အားလုံးပဲမင်္ဂလာပါရှင်အခုဖတ်ပြမယ့်စာအုပ်လေးကတော့ဆရာပမောသိမ့်ပြရေးသားထားတဲ့သူတို့ဘာကြောင့်ကဘာကျော်တာလဲဆိုတဲ့စာအုပ်ထဲကမှခန္ဓာစင်တာရဲ့အကြောင်းဖတ်ပြပေးမှာဖြစ်ပါတယ် KFC ဆိုတာ American ကြက်ကြော်တမျိုးကိုခေါ်ရဆိုတာအခုရန်ကုန်မှာ KFC ဆိုင်စာပွင့်နေပြီမို့လူတော်တော်များများသိနေကြတော့ပါပြီ KFC ရဲ့အရှိကောက်က Kentucky Fried Chicken မှာဒါပေမဲ့ KFC ဆိုင်ကလွန်ခဲ့တဲ့အနှစ်60လောက်က American နိုင်ငံမှာစတင်ဖွင့်လှစ်ခဲ့တဲ့ကာနက်ဆန်နာဆိုတဲ့အဖိုးကြီးကိုတော့တည်သူနေပါလိမ့်မယ် တကြော်ဆိုင်လေးတစ်ခုဖွင့်ခဲ့တဲ့လူတယောက်အကြောင်းကိုဘာလို့ထူးထူးထွေးထွေးရေးပြလဲဆိုတာသိရအောင်စာဖတ်ကြည့်လိုက်ပါကနေစနာရဲ့ငယ်ဘဝအကြောင်းတွေရေးပြနေဆာရှိနေမှာဆိုလို့သူဘလို့ကနေ KSC ဆိုင်ဖွင့်ခဲ့လဲဆိုတဲ့အကြောင်းကိုပဲရေးပြပါမယ်။ခနေစနာဟာစစ်တပ်ကဗိုလ်မှူးကြီးရတုကနေပင်စင်ယူပြီးတော့စက်သားကြော်ရောင်းတဲ့စာတုပ်ဆိုင်လေးတစ်ခုဖွင့်လဲရောင်းချခဲ့တယ်။သူ့ဆိုင်ဟာအတော်လေးရောင်းကောင်းနေပြီးမှစီးပွားရေးအဆင်ပြေနေပါတယ်။ဒါပေမဲ့လေးနှစ်လောက်ကြာမှကကြမှာအလှည့်ပြောင်းချောင်းလို့ဆိုရမလား။သူ့ဤကြော်ဆိုင်စီးပွားရေးချက်ချင်းပြတ်စီသွားတယ်။ အဲ့ဒါက1956ခုနှစ်သူ့ရဲ့ကြက်ကြော်ဆိုင်နဲ့အတော်တော်ဝေးဝေးမှာလူနေအစာအုပ်တည်းအများကြီးပေါ်လာလို့သူ့ဆိုင်ကိုလာစားတဲ့လူတွေမရှိတလောက်ဖြစ်သွားတယ်။ဒါကြောင့်အရှုံးပေါ်နေတဲ့သူ့ဆိုင်ကိုပိတ်ပစ်လိုက်ရတယ်။သူ့ဆိုင်အစာအုပ်ရဲ့မြေကွက်ကိုဒေါ်လာ9000ခွဲနဲ့ရောင်းချပြီးသူ့မှာတင်နေတဲ့အကြွေးတွေကိုဆက်လိုက်ရလို့လက်ထဲမှာရောင်းရငွေတစ်ပြားမှမကျန်တော့ဘူး။အဲ့ဒီချိန်မှာကာနေဆန္ဒဟာအသက်65နှစ်ရွယ်ဖြစ်နေပြီ။ပင်စင်လစာလေး105ဒေါ်လာပဲရလာစင်ရတယ်။တကယ်လို့သူ့နေရာမှာတာမန်လူဆိုရင်ဘယ်လိုစဉ်းစားမလဲ။ အသက်ကလည်းကြီးပြီးကောင်းနေတဲ့စီဝါရီကလည်းချက်ချင်းပျောက်သွားပြီလက်ထဲမှာလည်းလှစင်မဖြစ်စလောက်ပင်စင်လေးပဲရှိတော့တယ်မထူးပါဘူးကွာလောကကြီးကမတရားကိုလက်မြောက်အရှုံးပေးပါရဲ့ဆိုပြီးလက်လျှော့လိုက်ကြမှာလားဒါပေမဲ့ကာနေဆန္ဒဟာဘဝကိုလည်းလည်းနဲ့အရှုံးပေးတဲ့လူစားမျိုးမဟုတ်ပါဘူး။ဒီတော့သူပါလို့တလဲ